Edit clause ကိုသိပြီးတော့လက်တွေ့ဆရာရဲ့လမ်းလာတွေအသုံးချတာအောင်ဒီနေ့စာပိုက်တစ်ပိုက်ရေးပြပြီးတော့သင်ပေးမှာပဲဖြစ်တယ်။ဒါပေမဲ့ related clause ဆိုတဲ့အခန်းမျိုးကပုံမှန် grammar topic တွေလိုမျိုးလွယ်လွယ်ကူကူနဲ့နားလည်သွားပြီးအသုံးချလိုက်ရမယ့် topic တခုမဟုတ်တဲ့အတွက်ကြောင့်ဆရာ2ရက်3ရက်ခွဲပြီးရှင်းပြမှာဖြစ်တယ်လို့ဒီနေ့ပထမအဆုံး basics lesson သင်တဲ့အချိန်မှာလည်းအာယုံလေးတခြားဆက်ပြီးနားလည်အောင်ကြိုးစားမယ်။တစ်ခေါက်ထဲနဲ့နားမလဲ video နောက်တစ်ခေါက်ပြန်ကြည့်မယ်။ဒါဆိုရင်တိပြီးတော့အသုံးချတက်သွားမှာပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ relative clause function ကဘာလဲဆိုရင်သူက noun ကိုထပ်ပြီးတော့အချက်လက်အသက်တွေထပ်ထည့်ပေးတာ။ noun တစ်လုံးနဲ့ပတ်သက်တဲ့အချက်လက်တွေတည်း။ငါမှာတငယ်ချင်းတယောက်ရှိတယ်။နောက်ထပ်အချက်လက်လေးထပ်ထည့်တယ်။ဒီတငယ်ချင်းတွေရိုးရိုးတငယ်ချင်းမဟုတ်ဘူး။ အလွန်ကျဉ်းနာတတ်သောတငယ်ချင်းအဲ့အလွန်ကျဉ်းနာတတ်သောဆိုတဲ့ဒီအတွဲလေးကိုဘာလို့ခေါ်လဲဆိုရင် relative clause လို့ခေါ်ပါတယ်အဲ့တော့ထဲတဲ့နေရာမှာဘာနဲ့အဆက်ရလဲဆိုရင် relative clause တွေဒီများသောအားဖြင့် who whom who's there which where when why စသဖြင့်ဒီလို question ဝပုံစံအလုံးတွေနဲ့စားလေရှိတယ်လူဆိုရင်ဆိုတော့ဟူးနဲ့ဆက်တယ်ပေါ့ခံရတဲ့သူဆိုရင်ဟူးနဲ့ဆက်တယ်ပိုင်းဆိုင်မှုကိုပြချင်း who's နဲ့ဆက်တယ်ပစ္စည်းတွေဆိုရင် that နဲ့ဆက်တာရှိတယ်အချက်အလက်အပိုထက်ထရာဆိုရင် which နဲ့ဆက်တာရှိတယ်အသေးစိတ်ကိုဆက်လာလိုက်မယ်နေရာဆိုရင်တော့ when နဲ့ဆက်တယ် အချိန်ဆွေဝိုင်းနဲ့ဆက်တယ်အကြောင်းပြချက်ဆိုရင်တော့ဝိုင်းနဲ့ဆက်တယ်အဲ့ဒါနဲ့ဆက်ထားတဲ့စကားတွဲလေးဘာလို့မှလည်းပြန်ပြော now နဲ့ပတ်သက်ပြီးတော့နောက်ထပ်အချက်လက်အသေးတခုထပ်ပြီးထည့်ပေးမှာဒီ now ဒီဘယ်လိုကောင်မျိုးဖြစ်တယ်ဘယ်လိုနေရာမျိုးဖြစ်တယ်ဘယ်လိုအချိန်မျိုးဖြစ်တယ်ဘယ်လိုအကြောင်းပြချက်ကြောင့်ဖြစ်တယ်စသဖြင့်ထပ်ပြီးတော့ထည့်ပေးမယ့်စကားလုံးကိုဘာလို့ခေါ်လဲ related related clause လို့ခေါ်တယ်ဒီစကားလုံးနဲ့ပတ်သက်တဲ့နောက်ထပ်အချက်လက်တခုထပ်ထည့်ပေးမှာ ။ဘာလဲစလေးရှိလဲဒီအလုံးတွေနဲ့စလေးရှိတယ်။အခုရေးပြပြီးရင်ဆဲလန်နာရေးသဘောပေါက်သွားလိမ့်မယ်။ငါမှအလွန်ကျင်နာတတ်သောတငယ်ချင်းတစ်ယောက်ရှိတယ်။ဒီမှာလည်းကြည့်လိုက်အောင်။သူမမှာအိမ်တစ်လုံးရှိရဆိုရပြီလေ။ဒါပေမဲ့အိမ်တစ်လုံးနဲ့ပတ်သက်ပြီးဒီအိမ်နဲ့ပတ်သက်ပြီးတော့အချက်လက်လေးထပ်ထည့်ထားတယ်။ငါတို့ចောင်းသားမှာရှိတဲ့အိမ်ရိုးရိုးအိမ်မဟုတ်တော့။ငါတို့ចောင်းသားမှာရှိသောဆိုတဲ့အတွေ့အကြုံ relative clock ပဲ။အဲ့ဒီနေရာကအရန်ကောင်းတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာထပ်ထည့်ထားတယ်။ဘယ်နေရာလဲ။ရိုးရိုးနေရာမဟုတ်ဘူး။သူမနေသောနေရာ။ဟောအဲ့လိုမျိုး။နောက်က သူမမှာခွေးတဲ့ကောင်ရှိတယ်ဆိုရင်ရပြီလေမဟုတ်ဘူးဘယ်လိုခွေးလဲအလွန်ချစ်စရာကောင်းသောခွေးတော့အလွန်ချစ်စရာကောင်းသောဆိုတဲ့ဒီအပိုင်းလေးဒီဒီ clause လေးဒီခွေးကိုသူကဖြည့်ပေးမှာခွေးကရိုးရိုးခွေးမဟုတ်တော့ special ခွေးဖြစ်သွားတယ်အလွန်ချစ်စရာကောင်းသွားတယ်သူမကတငယ်ချင်းတယောက်ပဲဖြစ်တယ်ရိုးရိုးတငယ်ချင်းမဟုတ်ဘဲတငယ်ချင်းလဲနားကိုအမြဲကူညီတဲ့တငယ်ချင်းဒီအနီရောင်ဝိုင်းထားတဲ့ဟာလေးတွေဒီ relative clause လေးဖြစ်တယ်သူကသူနဲ့တက်ဆိုင်တဲ့နောင်ရဲ့အနောက်မှာထားမှာဖြစ်တယ်ဘာမှထားမလဲသက်ဆိုင်တဲ့နောင်ရဲ့အနောက်မှာကပ်ပြီးထားမှဖြစ်တယ်။ကဲဆရာကြီးပြမယ်။ subject ကိုကြည့်မယ်။ငါမှာဆိုတော့ i ပေါ့။ အလွန်ကျင်နာတက်တယ်ဆိုတဲ့အပိုင်းဒီငါငါကကျင်နာတက်တာလားတငယ်ချင်းကကျင်နာလက်တာလားဆိုတော့တငယ်ချင်းကကျင်နာတာကျင်နာတက်တာငါတော့မှသွားမချက်နဲ့တငယ်ချင်းတော့မှမချက်ရမယ်ဒီဘိုက်ခဏလေးတာထားလိုက်ရှိတယ်ကိုရေးမယ် i have ငါမှရှိတယ်ဘာရှိရလဲတငယ်ချင်းတယောက်ရှိရဆို a friend အမတငယ်ချင်းတယောက်ရှိတယ်လာပြီ ready တိခိုးလာပြီဒီတငယ်ချင်းနောက်မှာထည့်ပြီးတော့မယ်အလွန်ကျင်နာတက်တော့လူစင်ပါနဲ့ဆက်မလဲဘူး close ဆိုရတဲ့အတွက်ကြောင့် နောက်မှာ subject verb ရှိမယ်ဒါပေမဲ့ဒီ who ကိုယ်တိုင်က subject ဖြစ်တဲ့အတွက်ကြောင့် verb ပဲလာတော့မလဲကျင်နာတတ်တာကို kind လို့ခေါ်တယ်မလားတော့ဟိုဒီဖြစ်အောင်ဒီရှိမှာ i miss ထည့်လိုက်မယ် who is kind ရိုးရိုးကျင်နာတာမဟုတ်အလွန်ကျင်နာတာဆိုတော့ very လေးပါထည့်လိုက်မယ် who is very kind အလွန်ကျင်နာတတ်သောဆိုတဲ့ဒီ who is very kind ဆိုတဲ့အတွဲကို relative clause လို့ခေါ်တယ်ဒီ who ဆိုတဲ့စကားလုံးလေးကိုတော့ relative pronoun လို့ခေါ်တယ်သူတို့ရေဘာလုပ်နေကြတာလဲ friend ဆိုတဲ့တငယ်ချင်းကိုနောက်ကနေဖြည့်ပေးနေကြတာဒီ friend ကရိုးရိုးအကောင်မဟုတ်တော့ င်နာတတ်တဲ့ကောင်ဖြစ်သွားပြီအဲ့တော့ I have a friend who is very kind ဒါလည်းပဲเนาะကျွန်တော်ခုသူမမှာငါတို့အကြောင်းသားမှာရှိတဲ့အဲ့ဒီလုံးရှိတယ်ဒါဆိုရင်ငါတို့အကြောင်းသားမှာရှိတယ်ဆိုတာသူမကရှိတာလားအိမ်ကရှိတာလားဆိုတော့အိမ်ကရှိတာအိမ်နောက်မှာပဲထည့်ရမယ်သူမသာရှိရင်သူမနောက်မှာထည့်ရမှာဖြစ်တယ်အဲ့တော့ဒီပုံစံကို subject နဲ့ပဲစအောင် she subject ပြီးသွားပြီဘာလို့ဒီရှိတယ်ရှိကြတော့ has နဲ့တော့ရတယ်ဒါတော့ဒီ CV တွေမတိုင်ခဲ့တဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ CV မှာပြောထားပြီးသားတစ်ခုကိန်းဆိုရင် HSS အများဆိုရင် issue we have i ရတယောက်တည်းဖြစ်တဲ့ဒါနဲ့ဘာကြောင့် issue we have ဖြစ်လဲ i the first person မဟုတ်လို့ပြောပြီးသား she has ဘာရှိရလဲအိမ်တစ်လုံးရှိတယ် she has a house ဒီမှာအိမ်တစ်လုံးရှိတယ်ရိုးရိုးအိမ်မဟုတ်ဘူးဘယ်အိမ်လဲငါတို့ကျောင်းသားမှာရှိတော့အဲ့တော့တော့ဆိုရဟာလေးဖြစ်အောင်ဘာနဲ့ဆက်မလဲဒီထက်တစ်လုံးဆက်ပစ္စည်းဆိုတော့အရာဝတ္ထုဆိုတော့ဘာနဲ့ဆက်ရဆိုရင် that's နဲ့ဆက်လိုက်မယ် she has a house that that ကိုယ်တိုင်က subject ဖြစ်တော့ဘတ်လာမယ်ရှိရဆိုတော့ i miss her နဲ့ပဲရေးမယ် that is ဗမာရှိရလေအနားမှာဆိုနီးရငါတို့ရဲ့အကြောင်းဆို our school အဲ့ဒါပြန်ပြောပြမယ် that is near our school ငါတို့ကျောင်းသားမှာရှိတော့ဆိုတဲ့အပိုင်းကို relative clause လို့ခေါ်ပြီးတော့ဒီ that ကိုကြတော့ relative pronoun လို့ခေါ်တယ်သူတို့ဘာလုပ်နေကြတာလဲဒီအိမ်ကိုဝိုင်းပြီးတော့အချက်လက်အသစ်တစ်ခုထပ်ထည့်ပေးလိုက် you အိမ်မဟုတ်ဘူးကျောင်းသားမှာရှိတဲ့အိမ်နားလည်ရနော်နောက်ခုသူမနေတော့နေရာကအရန်ကောင်းတယ်ဟုတ်ပြီနေရာ the place နေရာကိုဆိုတော့ the plate နဲ့ရေးလိုက်ပြီအရန်ကောင်းတယ်ကောင်းတာပါလဲဆိုရင် nice ရှိတယ် good ရှိတယ်ပေါ့အရန်ကောင်းတယ်ဆိုတော့ very nice တော့ဟိုဒီဖြစ်အောင်ဘာထည့်ရမလဲ ms r ထည့်လိုက်မယ် the plate is very nice အဲ့နေရာလေးကအရန်ကောင်းတယ်ဆိုတော့ဒါပြီးပြီပေါ့ဒါပေမဲ့သူကမဟုတ်ဘူးဒီနေရာကိုထပ်အထူးပြုမယ်ဘယ်နေရာလဲသူမနေတော့လို့ဖြစ်အောင် ီနားလေးမှာနေရာနာမှာထည့်ပြီး relative color လေးနဲ့ထပ်ပြီးအထူးပြုပေးခြင်းတာအဲ့တော့နေရာဆိုရင်ဆရာတော့ဘာနဲ့စာလဲဆိုရင် where ဆိုတော့ relative pronoun တော့တွန်းရတယ်အဲ့တော့ where where နောက်မှာနေရာကိုယ်တိုင်ကတော့ subject မဟုတ်ဘူးလေနေရာနေရတဲ့သူမဟုတ်ဘူး subject ကသူမပါဆိုတော့ subject နဲ့ပြန်စာ where she subject ပြီးဘတ်လာမယ်နေတာ live ဘာဝမ်းဆိုရင်ရှေ့ရတစ်ခုကင်းကို subject ကိုကြည့်တစ်ခုကင်းဆိုရင်ဘာဝမ်းမှာပါထည့်လဲ as ထည့်လဲအဲ့တော့ the place where she live သူမနေသောနေရာဖြစ်သွားပြီ is very nice လုံးကောင်းတယ်အဲ့တော့ဒီအတွေ့လေးကဗာလေ relative clause where ဆိုတဲ့စကားလုံးက relative pronoun အလွန်ချစ်စရာကောင်းသောခွေးတကောင်သူမမှာရှိတယ်တဲ့ဟုတ်ပြီ subject ကသူမရှိလိုက်ပြီအလွန်ချစ်စရာကောင်းတာသူမချစ်စရာကောင်းတာလားခွေးကချစ်စရာကောင်းတာလားသူမကလားချစ်စရာကောင်းတယ်သူမနောက်မှာထည့်မှာပေါ့ခွေးကချစ်စရာကောင်းတယ်ဆိုတော့ခွေးရဲ့နောက်မှာထားမှာဖြစ်တယ်အဲ့တော့ she she ရဲ့ဆို has a dog အလွန်ချစ်စရာကောင်းတယ်ဆိုတဲ့ကောင်ကဘယ်နောက်ဝင်မှာလဲသူမနောက်ဝင်မှာလားခွေးနောက်ဝင်မှာလား ခွေးနောက်ကိုဝင်ရမယ်။ဒါကြောင့်လဲခွေးနဲ့ပတ်သက်ပြီးနောက်ထပ်ထပ်ထည့်တဲ့အချက်လက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။အဲဒါဆက်တော့ reality clock ဆိုတော့ဒီ atrace ဆန်ဆိုရင်လဲဆိုတော့ဘာနဲ့ဆက်ကလဲဆိုရင် that နဲ့ပဲဆက်ရမယ်။ she has a dot that တဲ့နဲ့ဆက်လဲရတယ်။ now which နဲ့ဆက်ရင်လဲရတယ်။ that is ဟောဘီဒီ that ကိုလည်း subject ဆိုတော့ now subject လုံးမလို့တော့ဘူး။အလွန်ချစ်စရာကောင်းတယ်ဆိုတော့ very cute ။ဟဲ့ဟောဘီ။ဒါဆိုနေချမ်းမကြတော့လဲ။သူမကတငယ်ချင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ရိုးရိုးတငယ်ချင်းမဟုတ်ဘူးငါ့ကိုအမြဲကူညီတော်တငယ်ချင်းဒီအမြဲကူညီတော်ဆိုတဲ့လူဒီဒီတငယ်ချင်းဆိုတဲ့ကောင်ကိုထပ်ပြီးအချက်လက်အသေးတစ်ခုထပ်ထည့်ပေးထားတယ်။တငယ်ချင်းတွေထဲမှာအမြဲကူညီတတ်တဲ့တငယ်ချင်းတော်ထပ်ထည့်ပေးမှာဖြစ်တယ်။အဲ့ဒါက related clause ဖြစ်တယ်။ကဲသူမဒီဆို she subject ပြင်ဖက်ကူရေးမဲဖြစ်တယ်ဆိုတော့ is တငယ်ချင်းဆိုတော့ she is a she is the friends ပေါ့တီးကြမယ်လေ။တငယ်ချင်းမဖြစ်တယ်။ဘယ်တငယ်ချင်းလဲငါ့ကိုအမြဲကူညီတော်တငယ်ချင်းဆိုတော့တီးကြပဲဆိုပြီးဆောင်းဒဲသုံးပါပေါ့။အဲ့တော့ lose ဆိုတာဗာနဲ့ဆက်မလို့ဆိုတော့ who နဲ့ဆက်မယ်။ အဲကုညီတယ်ဆိုရယ် vat လာမယ် who or neo neo အမြဲတမ်းလေးထည့်အောင်မယ် frequency တရား vat 1မတိုင်ခင်ကြီးရတယ်ဒါကအမြဲတမ်းဒါကကုညီတယ်ဒါ vat vat 1 vat 1ရှိမှာ frequency ဆိုရယ်ချိန်နှုန်းအရင်ထည့်ရမယ် who always ကုညီတော့ဘယ်လိုခေါ်လဲဆိုရင် help help က s ထည့်လာမထည့်လာဆိုတော့ subject ကိုကြည့်တစ်ခုကိန်းတယောက်ထည့်ဆိုတော့ဘာဝမှာ s ထည့်မယ် who always helps me ဒါဆိုရင်ဒီနေ့ related clause ကသဘာဝဆိုတာဘာလဲ ဘလို့တုံးလဲဆိုတာဆက်လိုက်ရင်သိပြီနော်လက်တွေအသုံးချတတ်အောင်မှမဟုတ်သေးဘူးဒါပေမဲ့ရေးကျင်တပတ်ဆိုရင်လွယ်တဲ့စာကြောင်းလေးတစ်ချောင်းကို related clause သုံးပြီးတော့ဆရာရဲ့ comment မှာရေးကြည့်ပါအောင်နော်အဲ့တော့နေ့တိုင်းစူးစမ်းလေ့လာရင်လည်းကိုယ်အင်္ဂလိပ်စာကောင်းဖို့တည်ဆောက်လို့ရပါတယ်အောင်နေ့နေ့လေးဆက်လိုက်အောင်မယ် I have a friend who is very kind she has a house that is near our school the place where she live is very nice she has a dog that is very cute she is the friend who always has me ဟုတ်ပြီနော်အားလုံးပဲစူးစမ်းကြပါ fight တယ်